မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့ကအချက်ဖတ်စစ်ကောင်စီရဲ့ခံတပ်စခန်းကြီးဖြစ်တဲ့ကမာယာ900တဲ့ရင်ဌာနချုပ်စခန်းကို MNDAA ဥဆောင်တဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကတိမ့်ပိုက်ရရှိသွားပြီဆိုပါတယ်အမျိုးသားညီညွတ်အစိုးရ UNG CRPH နဲ့ PDF တပ်ဖွဲ့တွေကိုတရုတ်နိုင်ငံအပါအဝင်စစ်ကောင်စီရဲ့မိတ်ဆွေနိုင်ငံတွေကနေအကြမ်းဖက်အဖွဲ့တွေအပြစ်သတ်မှတ်ကြေညာပေးဖို့ ကျန်းဖတ်စစ်ကောင်စီနဲ့စစ်ကောင်ဆောင်ပိုင်းတွေကကြိုးပမ်းနေပြန်တယ်လို့နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကပြောထားတဲ့သတင်းပါဝင်ဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလတ်ရှုံမြို့ကအကျန်းဖတ်စစ်ကောင်စီရဲ့ခံတပ်စခန်းကြီးဖြစ်တဲ့ခမာယ900ခွန်တည်ရင်ဌာနချုပ်စခန်းကို MNDAA ဥဆောင်တဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကသိမ့်ပိုက်ရရှိသွားပြီလို့တော်လိုင်းသတင်းရင်းမြစ်ကပြောပါတယ်ဇူလိုင်လ9ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲ လာရှိုမြို့ကအချမ်းပတ်စစ်ကောင်စီရဲ့ခန်တက်စခန်းဖြစ်တဲ့ခမရ900ခွန်တက်ရင်ဌာနချုပ်စခန်းကို MNDA ဥဆောင်တဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကသိမ်းပိုက်လိုက်ပြီးစစ်ကောင်စီတပ်သားတော်တော်များများထွက်ပြေးကုန်ကြတယ်ဆိုပါတယ်အဲ့ဒီလာရှိုမြို့ကအချမ်းပတ်စစ်ကောင်စီရဲ့ခမရ900ခွန်တက်ရင်ဌာနချုပ်စခန်းကိုဇော်လာ3ရက်နေ့ကစပြီး MNDA ဥဆောင်တဲ့တပ်တွေကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့အခု9ရက်အကြာမှာတော့တိုက်ခိုက်သိမ်းပိုက်ရရှိသွားပြီလို့တော်လိုင်းရင်သတင်းရေးမြစ်ကပြောထားပါတယ်ခင်ဗျတစ္ဆက်ထင်းပါပဲ လာရှိုမျိုးကချမ်ပစကောင်စီရဲ့ခမရ900ခွန်တရင်ကို MNDAA ဥဆောင်တဲ့မဟာမိတ်တပ်တွေကသိမ်းပိုက်ပြီးတဲ့နောက်မှာပဲစကောင်စီရဲ့အရှိမျောက်တိုင်းစစ်ဌာနချုပ်ကြီးနဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကတဖြည်းဖြည်းနှိကက်လာပြီးမြို့တွင်းတိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့စစ်ရေးသတင်းရင်းမြစ်နဲ့လာရှိုဒေသနေပြည်သူတွေကရင်ုံခစ်တဲ့ကိုပြောပါတယ်မနေ့ကညပိုင်းမှာပဲအချမ်ပစကောင်စီဟာလာရှိုမျိုးကသူတို့ရဲ့ခမရ900ခွန်တစကန်အသိမ်းခံရပြီးတဲ့နောက်မှာပဲ လာရှုလေစိတ်အနီးမှာရှိတဲ့သူတို့ရဲ့အရှိမျောက်တိုင်းစစ်တာနာချုပ်အတွင်းကနေလက်နက်ကြီးတွေနဲ့လာရှုမျိုးရက်ကွက်ငါးဘက်ကိုပြစ်ခတ်ခဲ့တယ်ဆိုပါတယ်လက်ရှိမှာဘလို့ပဲပြောပြောလာရှုမျိုးကစစ်ကောင်စီရဲ့တိုင်းစစ်ဌာနချုပ်ရမခနဲ့အနီးဆုံးကိုမဟာမိတ်တပ်တွေတဖြည်းဖြည်းချင်းကပ်လာနေပြီဆိုတာကတော့ညင်းလို့မရတလို့မျိုးရင်းတိုက်ပွဲတွေပါဖြစ်လာနိုင်တယ်လို့လာရှုအခြေစိုက်စစ်ရေးတည်င်းရေးမြစ်ကပြောထားပြီးအဲ့ဒီစစ်ကောင်စီရဲ့လာရှုမျိုးရမခတိုင်းစစ်ဌာနချုပ်နဲ့မဟာမိတ်တပ်တွေအကြမ်းမှာ ငားမိုင်ဝင်းကျင်လောက်တာကွာဝေးတော့တယ်လို့လဲစစ်ရေးသတင်းရင်းမြစ်တစ်ခုကပြောထားပါသေးတယ်။လက်ရှိလာရှုမြို့ထဲမှာတော့စေကောင်းစီတပ်သားတွေအရင်လိုကင်းလှည့်တာမြို့တွေတောင်တိတ်မတွေ့ရတော့ပဲ။လာရှုမြို့ရက်ွက်တွေမှာရှိတဲ့စစ်တပ်လက်အောက်ခံပြည်သူစစ်တွေရောစေကောင်းစီတပ်သားတော်တော်များများဟာရမခဌာနချုပ်ထဲမှာထောင်နဲ့ချီစုနေကြတယ်လို့လဲဒေသခံသတင်းရင်းမြစ်ကပြောထားပါသေးတယ်။တပကလာရှုမြို့နေပြည်သူအများစုကတော့တိတ်ရှောင်နေကြပြီဖြစ်လို့မြို့ထဲမှာပိတ်မိနေတဲ့ပြည်သူတွေလည်းရှိနေကြပြီ။ ဒီကနေ့ဇွန်လ၈ရက်နေ့မှာတော့လာရှုံမြို့နယ်ပြည်သူတွေကစစ်ပေးရှောင်ဝင်ရဖို့အတွက်ကိုမျှော်လင့်နေကြတယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့မန္တလေးတိုင်းမတရားမြို့နယ်မြောက်တန်ကကြေးရွာအနီးစစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးတပ်တွေကကြားပြတ်တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား25ဦးဝင်းကျင်လောက်ဟာအသီးသီးသေကုန်ကြပြန်ပြီလို့မိုးကြိုးစစ်ကြောင်းတိုက်နယ်သုံးပကဖသတင်းတာဝန်ခံကရန်ကုန်ခေတ္တကိုပြောပါတယ်လာရှုံမတရားမြို့နယ်မှာ မန္တလေး PDF နဲ့အတူမြို့နယ်ပကဖတပ်ဖွဲ့တွေကအကြမ်းဖက်စစ်ကောင်စီရဲ့တက်စကန်တွေကိုတောက်လျှောက်သိမ်းပိုက်လာနေတဲ့ရှမ်းမန်းစစ်စင်ရေးအတွင်းမိုးကြိုးစစ်ကြောင်းတိုက်နယ်၃ပကဖတပ်ဖွဲ့ဒရီကပါဖျက်တောက်တိုက်ခိုက်ရေးနဲ့နယ်မြေရှင်းလင်းရေးအတွက်စစ်ရေးလှုပ်ရှားမှုတွေမှာပါဝင်နေပြီးတော့ဇော်လလ၄ရက်နေ့ကပဲမတရားမြို့နယ်အတွင်းစစ်တပ်စခန်းတွေအသိမ်းခံနေရတဲ့အချိန်မြောက်တန်ငါရွာအနီးစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားတွေကိုဖျက်အားပြင်းမိုင်းတွေနဲ့ပါအုံပြုပြီးတော့ကြားဖြတ်ဟန်တာတိုက်ခိုက်ခဲ့တယ်ဆိုပါလေအဲဒီလိုတိုက်ခိုက်မှုအတွင်း စေကောင်စီတပ်သား25ဦးဝင်းကျင်လောက်ကတော့မိုင်းမီတဲ့သူတွေရောပြစ်ခတ်မှုတွေအတွင်းမှာပါအသီးသီးသိမ်ကုန်ကြပြီဒဏ်ရာရတဲ့သူတွေလည်းတော်တော်များသွားတယ်လို့မိုးကြိုးစစ်ကြောင်းတိုက်နယ်တုံးပကပတာဝန်ငယ်ကရှင်းပြထားပါတယ်လက်ရှိရှမ်းမစစ်စင်ရေးကာလအတွင်းမရယာမျိုးနဲ့နီဝင်းကျင်ကခြေရွာတွေကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေလုပ်နေတဲ့အတွက်ပြည်သူတွေအနေနဲ့စစ်ရေးသတိရှိကြပြီး ဖြစ်နိုင်ရင်ဘေးလွတ်ရာကိုခိတရှောင်းတိန်နေကြဖို့ကိုလေမိုးကြိုးစစ်ကြောင်းတိုက်နေတုံးပကဖတာဝန်ငယ်ကပြောထားပါလိမ့်ခင်ဒီတခါရန်ကုန်မြို့မှာတော့စံကြောင်းမြို့နယ်ကကျွန်းတော်အလဲရက်ကွက်အုပ်ချုပ်ရေးမှုခင်ဆိုးဆိုတဲ့သူပြစ်ခတ်ရှင်းလင်းခံရပြီးတဲ့နောက်မှာပဲအုပ်ချုပ်ရေးမှုတချို့နဲ့ယာအိမ်မှုဆက်အိမ်မှုတွေဟာကြောက်လန့်ပြီးတော့ရှောင်းတိန်နေကြတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တိကိုပြောပါတယ်ဇော်လ6ရက်နေ့ကပဲ ရန်ကုန်မြို့ကစံကြောင်းမြို့နယ်ဖျားပုံးလမ်းမှာလပိအဆိုင်ထိုင်နေတဲ့စစ်တပ်အမာခံထောက်ခံသူကျန့်ဖို့ပါတီဝင်စစ်ကောင်စီကကျွန်းတော်အလေရက်ကွက်အုပ်ချုပ်ရေးမှုခင်ဆုတ်ဆိုတဲ့သူဟာတနက်နဲ့ပြစ်ခတ်ခံရပြီးနေရမာတွင်ပွဲချင်းပြီးကိုသေသွားတာပါအဲ့ဒီလိုအုပ်ကြီးခင်ဆုတ်ပြစ်ခတ်ရှင်းလင်းခံရပြီးတဲ့နောက်မှာပဲအုပ်ချုပ်ရေးမှုတချို့နဲ့ယာအိမ်မှုဆယ်အိမ်မှုတချို့ဟာသူတို့ရဲ့နေအိမ်တွင်ကနေကြောက်လန့်တကြရှောင်တိန်နေကြပြီအဲ့ဒီနေ့ညာပိုင်းမှာပဲပြည်သူတချို့ကအဲစင်းတိုင်ရင်နဲ့ရက်ကွက်ထောက်ခံစာတွားလို့တော့ ရက်ကွက်ရုံးမှာအုတ်ကြီးလဲပြောင်းနေတာကြောင့်မေးကြည့်တဲ့အခါအုတ်ကြီးရုံးမလာတော့ဘူးလို့ပြောတဲ့အတွက်ထောက်ခံစားတော့မရခဲ့ဘူးလို့စံကြောင်းတောင်ရက်ကွက်နေပြည်သူတို့ကပြောထားပါတယ်ခင်ဗျတစ်ဖက်မှာတော့အမျိုးသားညီညွတ်အစိုးရ ANG CRPH နဲ့ PDF တပ်ဖွဲ့တွေကိုတရုတ်နိုင်ငံပါဝင်စစ်ကောင်စီရဲ့မိတ်ဆွေနိုင်ငံတွေကနေအကြမ်းဖက်အဖွဲ့တွေအဖြစ်သတ်မှတ်ကြေညာပေးဖို့အကြမ်းဖက်စစ်ကောင်စီနဲ့စစ်ကောင်ဆောင်ပိုင်းတွေကကြိုးပမ်းနေပြန်တယ်လို့နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ် အဲ့ဒီလိုကြိုးပမ်းမှုဟာပြီးခဲ့တဲ့2021ခုနှစ်ကတည်းကလုပ်နေတာဖြစ်ပြီးအဲ့ဒီတုန်းကနိုင်ငံတကာရဲတပ်ဖွဲ့နဲ့ Interpol ကိုတောင်းဆက်သွယ်ပြီးတော့ NGCR PH နဲ့ PDF တပ်ဖွဲ့တွေကိုအကြမ်းဖက်အဖွဲ့တွေဖြစ်သက်မှတ်ပေးဖို့ဆိုပြီးစစ်ကောင်စီဘက်ကကြိုးပမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့တဲ့အတွက်အခုနောက်တစ်ဆင့်တက်ပြီးစစ်ကောင်စီနဲ့ချိတ်ဆက်ဆောင်ရွက်နေတဲ့တရုတ်နိုင်ငံအပါအဝင်မိတ်ဆွေနိုင်ငံတွေကိုတွားပြီးတောင်းဆိုနေပြန်တယ်လို့နေပြီးတော့စစ်ပတ်သတင်းရင်းမြစ်ကပြောထားပါတယ် ဒါပြင်အကြံဖတ်ဆက်ကောင်းဆောင်တွေရဲ့ညွှန်ကြားချက်နဲ့စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကနေ engineer pdf တပ်ဖွဲ့တွေကတပ်ဖြတ်ပါတယ်ဆိုပြီးမဟုတ်မမှန်သတင်းတွေလုတ်ပြီးတော့လာစဉ်အစီရင်ခံစာတွေကိုလည်းကုလသမဂ္ဂအပါဝင်နိုင်ငံတကာတန်ယုံတွေဥရောပသမဂ္ဂအာဆီယံအဖွဲ့နဲ့မိတ်ဖက်နိုင်ငံတွေကိုပါပေးပို့နေသေးတယ်လို့နေပြီးတော့စစ်ပတ်သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာ โอเคだからยองคิติกะ okay.